ဘဝအခြေအနေဤအစဉ်မပြေမှုများဆိုတာလေးကိုမြတ်စွာဘုရားရဲ့ဒေသနာတော်မှာကြည့်မြတ်စွာဘုရားဟောထားတယ်လောကလူတွေဟာကိုယ်ကအကောင်းလုပ်တယ်သို့တော့မကောင်းတာတွေနဲ့တွေ့ချင်းတွေ့နေကိုယ်ကမကောင်းတာတွေလုပ်တယ်သို့တော့ကောင်းတာတွေနဲ့တွေ့ချင်းတွေ့နေတယ် ကနေ့ခင်မှလည်းပဲလူတွေရဲ့အမြင်မှာဒီလူကတော့ကောင်းတယ်ဒါပေမဲ့သူမကောင်းတာတွေဖြစ်ချင်းဖြစ်တယ်ဟာဒီလူကတော့ဆိုးတယ်ဒါပေမဲ့သူကကောင်းစားခြင်းကောင်းစားနေတယ်အဲ့လိုအခြေအနေမျိုးတွေဟာဘဝအခြေအနေတစ်ခုရဲ့အဆင်မပြေမှုများတွေပဲဖြစ်တယ်ပေါ့အဲ့ဒီအဆင်မပြေမှုတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘလို့ရှင်းပြလဲဒါလေးကိုမှတ်သားဖို့တော့လိုတယ်ပေါ့မြတ်စွာဘုရားရှင်းပြပါဦး ပါပောပိပတ္တိပါပံပါပောပိပတ္တိဗတ္တရံအေးမကောင်းတဲ့လူကလည်းတခါတခါအကောင်းတွေ့နေတတ်တယ်ပါပောပိလူရုပ်ပါပင်ဖြစ်ပါစေပတ္တိဗတ္တရံအကောင်းနဲ့ကြုံတွေ့ရတယ်ဘယ်ခါမျိုးတော့ဆိုရင်ယာဝပါပနပစ္စတိ သူ့ရဲ့ဆိုးွားတဲ့လောက်ရတဲ့အကျိုးမပေးသေးဘူးဆိုရင်တဲ့အရာခတ်သိမ်းဟာသူကဘယ်ရာပဲဖြစ်ဖြစ်ခုလို့ခုဖြစ်တာမဟုတ်ဘူးငရုတ်သီးတာအခုစားအခုဆက်တယ်ကံကြတော့အခုရေတွင်တူးရင်အခုရေကြီးတောင်းရမှာမဟုတ်ဘူးနော်တစ်ပင်ကအခုဆိုင်အခုသီးမှာမဟုတ်ဘူးကံဆိုတာလည်းပဲအဲ့တိုင်းပဲ မြုပ်သီးလို့အခုလို့အခုဆက်မဲ့ဆိုရင်ဘယ်သူမှမလုပ်ရဲပါဘူး။နော်။မြုပ်သီးကတော့အခုစားအခုဆက်မှသိချတယ်။စက်တဲ့မြုပ်သီးပေါ့။အဲ့ဒီမှာယာဝပပနပစ္စတိအစိုးတရားတွေကအကျိုးကိုမထုတ်လို့သေးဘူးဆိုလို့ရှိရင်နဲ့ပါပေါ်ပြီးဆိုးရုပ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေ။ပတ္တတိဗတ္တရာအကောင်းနဲ့ကြုံတွေ့နေရတတ်တယ်။ ဒါလောကသဘာဝရဲ့အစင်မပြေမှုမကောင်းတဲ့လူကလည်းအကောင်းတွေကိုတွေ့နေဘာကြောင့်မကောင်းတဲ့လူဟာအကောင်းနဲ့တွေ့တော့ဆိုသူ့ရဲ့လုံရက်တွေကအကျိုးမပေါ်သေးဘူးယင်းနှီးမြုံနှံထားတော့မှရှိသေးတယ်ဒီလိုဆိုလို့ရပေါ့နော်မထွက်လာသေးဘူးအခုလုံတဲ့လုံရက်တွေကမထွက်လာသေးဘူးတစ်ချိန်တုန်းကလှုပ်ထားတဲ့အကောင်းတွေရဲ့အကျိုးကိုသူခံစားနေရတယ်လို့ဒီလိုဆိုလို့ရပေါ့နော် တစ်ချိန်တုန်းကလုတ်ခဲ့တဲ့အကောင့်တရားတွေအတွက်သူခံစားနေရတယ်။သို့သောအခုလုတ်ရက်အတွက်သူကအကျိုးမရောက်သေးဘူး။အကျိုးမပေါ်သေးဘူး။ဒါကြောင့်ကောင်းစားနေတယ်သူဆိုလိုတယ်။ယတာသပစ္စတိပပံအေးသူလုတ်တဲ့မကောင်းမှုတွေဟာအကျိုးပေးပြီဆိုရင်တော့အထပါပေါ် ါပါနိပတ္တိအဲ့ကြရင်တော့ဆိုးတွေ့ပြီအကျိုးသက်ရောက်လာပြီဆိုရင်ဆိုးတွေ့ပြီဥပမာမယ်ချိုးအေးနေတဲ့အရက်ထဲမှာအစိမ့်လေးခတ်ထားတယ်သို့သောစိတ်ခတ်ထားမှမသိလို့အရက်ချိုးလေးကိုတောက်တယ်ကောင်းတယ်တောက်လို့လည်းကောင်းတယ် ချိုးတယ်အေးတယ်မှုေးတယ်ပေါ့သို့တော့စိတ်ကတဲ့အကျိုးပေးပြီဆိုတဲ့အခါကျဒုက္ခဖြစ်လာအစိတ်ကမတင့်နေဘူးဆိုတဲ့အချိန်မှာ ကောင်းနေသေးတယ်အကုသိုလ်မှုဆိုတာလည်းအဲ့တိုင်းပါပဲတဲ့အကျိုးတရားမှု မရှိသေးဘူးဆိုရင်တော့သူကောင်းစားနေဦးမှာပဲအကျိုးတရားပြီဆိုတဲ့အခါကျမှအဆိုးတွေ့ပြီတို့လို့ဆိုတယ် ထို့တူပဲဘဝမှာအဆင်မပြေမှုတွေအားနေတုံးဆိုဘတ်ရောဖီပတ္တိပပံလူတော်လူကောင်းကလည်းဆိုးတွေ့ခြင်းတွေ့နေတယ်တဲ့လူတော်လူကောင်းဖြစ်ပေမဲ့လို့မကောင်းစားအဆိုးတွေနဲ့ကြုံရင်ကြုံနေတတ်တယ်ဘယ်ခါတော့ဆိုယာဝဘတ်ရဏနပစ္စတိသူလုပ်တဲ့အကောင်းတွေဟာအကျိုးမပေါ်သေးဘူးဆိုရင်သူလည်း တခဏတာအတွင်းမှာတော့အဆိုးနဲ့တွေ့နေဥမှာပဲယတာသပစ္စတိဘဒ္ဒရံအေးအကောင်းတွေက အကျိုးထုတ်လုပ်ပြီးဆိုတဲ့အခါမှာတဲ့အထဘဒ္ဒရောဘဒ္ဒရဏိပတ္တိကောင်းတဲ့လူဟာကောင်းကျိုးတွေကိုရတော့မှာပါကောင်းတာတွေကိုတွေ့ရတော့မှာပါလို့ဒါဆိုတယ်ဒါကံကြမ္မာရဲ့သဘောတရားကို မြတ်စွာဘုရား ဘဝအခြေအနေတွေရဲ့အဆင်မပြေမှုတွေဟာအခိုက်အတန့်အပြင်ရှိတယ်ဆိုတာကိုပြောတာနော်ရှိတယ်လို့ပြောတာဘာကြောင့်ရှိတာတုံးဆိုရင် ကောင်းတဲ့လူရကအကျိုးမပေးသေးလို့မကောင်းတဲ့လူရကအကျိုးမပေးသေးလို့အခိုက်အတန့်အတွင်းမှာကိုယ့်ရဲ့ယဉ်ညိမြုံနယ်မှုတွေကအကျိုးမပေါ်သေးလို့ခိုက်တန်လေးမှအကျတဲတွေကြုံတတ်တယ်လို့ဒီလိုသဘောမျိုးဆိုလိုတာပဲဖြစ်တယ် အဲ့ဒါဒီဘုရားရဲ့တရားဒေသနာတော့ဆင်ញင်ကြည့်ကြဖို့လိုအပ်တယ်ပေါ့